ဆရာတော်ကြီးဆိုလိုတဲ့စိတ်ကောင်းဆိုဒီမှာ အခြေခံအားဖြင့်ပြောမယ်ဆိုရင်သူများပေါ်မှာယုံ့ဝါတဲ့စိတ်မရှိဘူးရိုးသားတယ်ဖြောင်းမတ်တယ်သူများကြိုးလူလာတဲ့စိတ်မေတ္တာထားတယ်ကရုဏာထားတယ်မုရိတာပွားတယ်ဒီစိတ်တွေကစိတ်ကောင်းနေလို့ပြောရအဲ့ဓာရီနဲ့မေတ္တာကရုဏာမုရိတာနဲ့ရှင်းလာတဲ့စိတ်လေးတွေစိတ်ကောင်းတရားတရားရှိတယ်ကုသိုလ်ကောင်းမှုပဲစိတ်ညွတ်တယ် စိတ်ကောင်းခီရီရှိတယ်ဥတ္တပရှိတယ်မကောင်းတဲ့လောကမှာဆက်တယ်မကောင်းတဲ့လောကမှာကြောက်တယ်အဲ့ဒါနဲ့တွဲလာတဲ့စိတ်ဒီစိတ်ကောင်းအာလုံးလို့ကိုလိုချင်တာလုပ်မယ်ဘုသူကယူဆရမှာလဲဟောအာဟိရိကဥတ္တပနော်လူတွေကပြောလို့ရှိကြတယ် I don't care တဲ့နော်အဲ့ဒါကိုပဲအဟုတ်လုပ်ပြီးတော့အိုင်တုံးကဲလုံးနေချတာဟုတ်ဘယ်သူဂိယူဆိုင်ရမှာလဲဆိုတဲ့ဟာလေး ਨੇ ြောကြအေးဘယ်သူမှဂရုမစိုက်ခြင်းနေကိုကိုတော့ဂရုစိုက်ရမှာပေါ့ကိုကိုတော့ဂရုမစိုက်ဘူးဆိုလို့ရှင် လူမိုက်ပဲလေလူမိုက်ဆိုတာဘာမှမသိလို့မိုက်တာကိုပြောတာခုခေတ်ကလည်းခက်တယ်မိုက်တယ်ဆိုတာကောင်းတယ်လို့ထင်နေကြပြန်လူကြီးတွေသွားပြီးဘာကြီးကတဲမိုက်ပါလားလို့ပြောတဲ့လူကရှိတယ်နော်မိုက်တယ်ဆိုတာကောင်းတယ်အတိတ်ပဲနဲ့ပြောနေကြပြန်တယ်ခွာ မိုက်တဲ့ဆိုတာမလင်းတာကိုပြောတာမလင်းဘူးဆိုတာအမှန်မမြင်ဘူးလို့ဆိုလိုတယ်နော်မိုက်တာရဲ့နောက်ကနေပြီးတော့သိပ်မိုက်မဲသွားတာမို့မိုက်မဲတယ်လို့ဒီလိုသုံးတာမကောင်းမဟုတ်ဘူးဘယ်ကနေကူးဆက်လာတယ်မသိပါဘူးဒီစကားတွေကနိုင်ငံသားတွေမှလည်းပဲအခုကဒီဘန်းစကားဆိုတာတွေပြောတယ်လေသိပ်ကောင်းတာပဲဆို very bad လို့ပြောတယ်တဲ့ နော်သိကောင်းတာလဲဆို very bad ပြောနေပြောင်းပြန်ပြောတာကိုပဲအဟုတ်မှတ်ပြီးတော့ဗန်းစကားတွေ slogan တွေရလဲပေါ်တယ်ခုခေတ်ကနော်ဟုတ်ပြီအဲ့တော့စိတ်ကောင်းဆိုဒီမှာတရားနဲ့ရှင်တွဲလာတဲ့စိတ်ဟီရီနဲ့ဥဒ္ဒပနဲ့ရှင်တွဲလာတဲ့စိတ်တတိနဲ့ပညာနဲ့ရှင်တွဲလာတဲ့စိတ်ဒီစိတ်တွေဟာစိတ်ကောင်းနေလို့ဘယ်လိုဆိုရော သူများပေါ်နိုင်ကျင့်တာမျိုးမရှိဘူးသူများအဥ္စမတရားလိုချင်တာမရှိဘူးသူတော်ဘာသားမယားပြမားလိုချင်တာမရှိဘူးကိုချင်းစားတယ်ကိုချင်းစားတဲ့စိတ်ကိုချင်းစားစိတ်ဆိုတာအတုပနာယိကလို့ခေါ်တယ်ကိုချင်းစားတယ်ဆိုတာကိုနဲ့နှိုင်းရှင်တယ်ငါမကြိုက်တဲ့အလုပ်ဘာလို့သူ့လုံးဝမှာတော့ဟုတ်လားငါရိုက်ရင်နာမှာပေါ့သူ့ရိုက်လေသူ့နာရှာမှာပဲမရိုက်နဲ့လေ ငါဥစ္စာခိုးသွားရင်ငါခံရခဲ့မှာပဲအဲ့တော့သူဥစ္စာလည်းမခိုးနဲ့လေဒီလိုဆိုလိုတာပေါ့ကိုကျင်းစာတရားဆိုဒီမှာကိုမကြိုက်တဲ့အလုပ်ကိုသူများကမလုပ်အောင်ဒီလိုဆိုတာပေါ့ကိုကျင်းစာတရားဆိုဒီမှာအဲ့လိုကိုအနေနဲ့ကွန်ပရလုပ်တာအဲ့ဒါတွေကစိတ်ကောင်းနေလို့ပြောရမှာကိုကျင်းစာနာတာမရှိဘူးနော်ကိုကျင်းစာနာစိတ်မရှိဘူး ဘသူသေးသေးငတိမာပြီးရောဆိုတဲ့စိတ်ထားမျိုးအရှက်မဲ့တဲ့စိတ်ထားမျိုးတရားတရားကင်းမဲ့တဲ့စိတ်ထားမျိုးပြောခြင်းအားပြောလုံးခြင်းအားလုံးတဲ့စိတ်ထားမျိုးတွေဒါတွေကတော့စိတ်ယုံမာလို့ဒီလိုပြောရမှာပဲအဲ့လိုဆိုလိုတာပေါ့အဲ့တော့စိတ်ကောင်းရှိဖို့ကသိအရေးကြီးတယ်ဆိုတာမြတ်စွာဘုရားဒေသနာတော်မှာလည်းပဲစိတ်ကောင်းမရှိဘူးဆိုရင်အပြောကောင်းအလုပ်ကောင်းမလာဘူးတဲ့ မလာရင်ရစက်ကပါလာတော့ဒုက္ခပဲမကောင်းတဲ့အကျိုးတွေလာမှာပဲမြတ်စွာဘုရားရဲ့ဒေသနာတော်အလွန်ရှင်းတယ်မနောပုပ္ပင်္ဂမဓမ္မတဲ့တဘာဝတရားတွေကိုစိတ်ကရှေးဆောင်နေတယ်စိတ်ကပဲရှေးဆောင်နေတယ်ဆိုပြီးတော့ဘုရားဟောတော့မနတ္တာစေဘဒုဋ္ဌေန မကောင်းတာတွေ မကောင်းတာတွေ၆ရုပ်ပြည့်စင်ပြည့်ဖြစ်နေတဲ့စိတ်သည်ဗဒုဋ္ဌဆိုတာရုပ်ပြည့်စင်ပြည့်ဖြစ်မကောင်းတာတွေကြောင့်ရုပ်ပြည့်စင်ပြည့်ဖြစ်သွားတဲ့စိတ်ဟာအဲ့ဒီစိတ်နဲ့ဘာတတိဝါကရောတိဝါပြောလိုက်မယ်လုံးလိုက်မယ်ဆိုရင်နဲ့ဟုတ်တယ်ဗဒုဋ္ဌစိတ်ဆိုတာပုံမှန်စိတ်မဟုတ်တော့ဘူးခဏလိုပဲငါပြောပက်ကလေးဟာမကောင်းတဲ့အနတ်နေနဲ့ဖြည့်ဆည်းတာ တဘာဝအပြင်ငါပြောပဲလေးကယွန်စရာမကောင်းဘူးမကောင်းတဲ့အနှံ့ရှိတဲ့အရာတွေနဲ့ပေါင်းလိုက်ရင်ငါပြောပဲကလေးပါပြည့်ရတယ်အဲ့ဒါလိုပဲကိုယ်စိတ်ကလေးဟာမကောင်းတာတွေမိမိစိတ်ထဲမှာဝင်ရောက်လာပြီဆိုလို့ရှိရင်မနာတာစေပဒုတ်တင်တာခေါင်းကငါပြောရက်ကိုငါပြိကဖျက်လိုက်တာလို့ပဲလူရဲ့စိတ်ကိုလည်းမကောင်းတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေကဖျက်ဆီးလိုက်တယ် အဲ့ဒီပျက်စီးသွားတဲ့စိတ်နဲ့ဘာတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဘာဖြစ်လဲတတောနံဒုက္ခမနွေတိတဲ့အဲ့ဒီပြောလို့လှုပ်လို့ဆင်းရဲဒုက္ခတွေကနောက်ကလိုက်လာမှာပဲလို့ဒီလိုဟောတာညဆောဗျာကောင်းတဲ့ဘက်ကလည်းဒီတိုင်းဟောတာပဲမနောပုပ္ပင်ကမဓမ္မတဘာဝတရားတွေကိုစိတ်ကရှေးဆောင်နေတာပါတဲ့အေးအဲ့ဒီစိတ်ကလေးကကြည်လင်တန်ရှင်းပြီးတော့ ကောင်းတဲ့အနေထားတွေနဲ့ရှင်တွဲနေပြီဆိုရင်မနတ္တာစိတ်ပတ္တဏီနဘာတတိဝါကရောတိဝါကောင်းတဲ့သဘာဝတရားတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့လုံမယ်ပြောမယ်လုံမယ်ဆိုရင်ဘာတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလုံလိုက်မယ်ဆိုရင်တတောဏံဒုက္ခမဟုတ်တွင်အဲ့ဒါလိုပြောခြင်းလုံခြင်းကြောင့်ချမ်းသာတွေဟာနောက်ကလိုက်နေမှာပဲလို့အကောင်းနေ ကောင်းကျိုးချမ်းသာတွေနောက်ကလိုက်နေမယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဆရာတော်ကြီးကစိတ်ကောင်းရှိဖို့ကပထမလို့ပြောတာဖရာတရားတော်နဲ့အညီပဲဒီစကလုံးလေးကအလွန်ထိရောက်တဲ့စကလုံးတစ်ခုပဲကိုယ်အိမ်တိုင်းမှာကိုယ်အိမ်တိုင်းမှာလည်းရေးထားဖို့ကောင်းတယ်မိသားစုတွေစိတ်ကောင်းရှိဖို့ကပထမတို့အိမ်မှာထမင်းစားရဖို့ကပထမမဟုတ်ဘူးစိတ်ကောင်းရှိဖို့ကပထမဒီလိုရေးမှဖြစ်ပါနော် စိတ်ကောင်းရှိမှကြံတာတွေဟာအခြေအနေကောင်းလိမ့်မယ်စိတ်ကောင်းမရှိဘူးဆိုရင်ကြံတဲ့ဟာတွေအခြေအနေကောင်းဖို့တိတ်မရှိဘူးတဲ့